ကဲအားလုံးပဲမင်္ဂလာပါခွန်86အပိုင်းနှစ်ကိုဆက်သွားမှာဖြစ်ပါတယ်အဲ့တော့ခွန်86အပိုင်းနှစ်ကိုဆက်သွားဖို့ဆိုတာကခွန်86ဆိုတဲ့ဇဂရက်တစ်ခုကကျတော့969လို့ပဲเนาะအဲသူတို့ရဲ့အမှတ်တညာတစ်ခုဖြစ်ပါတယ်သူတို့လှုပ်ဆရာရှိတဲ့ရွယ်ချက်တစ်ခုပေါ်မှာ အခြေခံပြီးတော့เนาะအမှတ်တညာတစ်ခုဖြစ်တယ်ခွန်86ဆိုတာအဲ့တော့ခွန်86နဲ့ပတ်သက်ပြီးလို့ရှိရင် သူကသူတေသနာပြုချက်တွေရှိတယ်ဗျမြန်မာနိုင်ငံမှာသူတေသနာပြုကြည့်တယ်ခါကျတော့အမှနှစ်ပွဲ့ခွဲတယ်ပေါ့နှစ်ပွဲ့ခွဲတယ်တချို့သောသူတွေကခွန်ရှစ်ချောက်လို့တတ်ထားလို့ရှိရင်တဲ့အဲ့ဒါက20ရာစုမှာသူတို့ဘာသာယူဝါဒတွေကကြီးစိုးလွှမ်းမိုးရမယ်ဆိုတဲ့ပြောဆိုတဲ့เนาะသူတေသနာပြုချက်စကားရက်တစ်ခုထွက်တယ်တဲ့နောက်တစ်ခုကကြတော့ သူတို့အဆောက်အဦတွေရဲ့ရှေ့မှာခွန်86ဆိုပြီးတော့ကနန်းတက်ထားတာ ရှိလို့ရှင်သူတို့လူမျိုးဒူချင်းချင်းသူတို့ဘာသာဒူချင်းချင်းပဲအဲ့ဒီဆိုင်မှာဝယ်ရမယ်တခြားဗမာဆိုင်တွေမဝယ်ရဘူးသူတို့ဗမာသူတို့ခိုရှိချောက်ဆိုင်မှာပဲဝယ်ရမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝယ်လို့သူတို့သူတို့လူမျိုးသူမျိုးဘာသာချင်မှာပဲဝယ်လို့ရအောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့ခိုရှိချောက်ဆိုတာကိုတက်ထားတယ်ဆိုတဲ့သူတည်နာပြုချက်ဆိုထွက်တယ်လားအဲ့တော့သူတည်နာပြုချက်နှစ်ခုရှိတယ် ဲ့တော့ကျွန်တော်တို့ကစဉ်းစားတာပေါ့အဲ့ဒီနှစ်ခုမှာဘယ်ဟာယုတ်တိကြမှာလဲဆိုတာကြည့်လိုက်တဲ့အခါကျတော့ဒုတိယယူဆချက်ဒုတိယယူဆချက်ကသူတို့လူမျိုးသူတို့ဘာသာတွေအတွက်ပဲတီးတဲ့ဝဲစီခြင်းလို့ခိုရှင်းချောက်ဆိုပြီးတတ်ထားတာတေးကြတယ်ဆိုလို့ရှိရင်တော့ပြဿနာမရှိဘူးပေါ့ဒါပေမဲ့ အဲ့ဒါကလည်းအမှန်တရားမဟုတ်ဘူးဘာဖြစ်လို့လဲကလားတွေလည်းမြန်မာဆိုင်မှာတာဝဲသလိုမြန်မာတွေလည်းကလားဆိုင်မှာကောဝဲတာပဲမြန်မာတွေလည်းခိုးရှင်းကြောက်ဆိုင်မှာဝဲသလိုတချို့ခိုးရှင်းကြောက်တွေလည်းမြန်မာတွေဆိုင်မှာဝဲတာပဲမြန်မာတွေဆိုင်ရောင်းနေဆိုင်တွေမှာစားကြတာပဲခီးသွားတယ်တော့လကောင်းနော်အဲ့လိုသွားရင်လည်းစားကြတောက်ကြတာပဲဒါဆိုရင်ဒုတိယအဆိုပြုချက်ခိုးရှင်းကြောက်တက်ထားခြင်းသည်သူတို့ဘာသာဝင်နေပဲ တိတဲ့ရောင်းမှုဆိုတဲ့အဆိုပြုချက်အတွက်မဖြစ်နိုင်တော့မဖြစ်နိုင်တော့ဒါဆိုပထမအဆိုပြုချက်ကိုပထမအတုတေသနာပြုချက်ကိုပြန်ကြည့်မယ်ဆိုရင်ခွန်6ဆိုတာကပေါင်းချင်း21 21ရာစုမှာကဘာကြီးကိုလွှမ်းမိုးမယ်ဆိုတဲ့ခံယူချက်ဒါဆိုအဲ့ဒါကိုတတ်သိပြစရာက အများကြီးရှိတယ်အဲ့ဒါကိုတတ်သိပြစရာအများကြီးရှိတယ်ဟုတ်ပြီနော် အဲ့ဒီလိုသူတို့ကဘာကြီးကိုလွှမ်းမိုးချေလေဖို့27ရာစုရောက်လို့ရှိရင်ကဘာကြီးကိုလွှမ်းမိုးချေလေဖို့ကိုသူတို့စတင်ပြီးတော့နိုင်ငံတွေကိုဝင်ရောက်လာတဲ့အချိန်မှာမြန်မာနိုင်ငံမှာဘယ်လိုစခဲ့ဗိုလ်ချုပ်အောင်စခဲ့ကိုစကြည့်ကြည့်လိုက်ဥရဇက်လုခိမြန်မာနိုင်ငံလွတ်လပ်ရေးယူဖို့သူတို့ရိုးရိုးကြိုးကြိုးနဲ့အတူတကွစည်းစည်းလုံးလုံးနဲ့လှုပ်ကြမယ်ဆိုပြီးတော့စခဲ့ကြတဲ့အခြေအနေတစ်ခုကစကြည့်လိုက် အဲ့ဒီမှာမြန်မာမွတ်စလင်အသင်းကြီးပေါ်လာတယ်အဲ့ဒီမှာသူတို့တင်ပြတောင်းဆိုကြတယ်ပတိဆိုတဲ့လူမျိုးတစုကနေပြီးတော့နောက်တစ်ခုပါလဲမာမာနီလာမာမာကြီးလာပါလဲကျွန်တော်မိကုန်ပြီနော်နောက်တဲ့လူမျိုးနာမည်တစ်ခုလဲလာအဲ့ဒီလူမျိုးနာမည်ကနေပြီးတော့ဗမာမွတ်စလင်ဆိုပြီးတော့ပြောင်းသွားတယ်ကဲဒါကတမိုင်းကြောင်းလေးရဲ့အချင်းချင်းလေးကိုခင်ဗျားတို့လေ့လာလေးအောင်ပြောပေးတာအဲ့ဒီလိုနဲ့သူတို့ကဝင်ရောက်စီးမျောပြီးတော့တက်ဆိုင်ရာနိုင်ငံသားတွေနဲ့ အတူတကွလို့လို့ဘာလို့လဲဝင်ရောက်စီမျောပြီးတော့စ조사ခဲ့တယ်အခုအချိန်တွေတခုမှာ NLD ခေတ်မှာမြန်မာနိုင်ငံမှာသူတို့လူမျိုးတွေလွှမ်းမိုးဖို့သူတို့ဘာသာသာသာတွေလွှမ်းမိုးဖို့အများကြီး조사ခဲ့တယ်ဒါကမြန်မာတမိုင်းမှာအရှိတရားပဲဘယ်သူမှငြင်းလို့မရဘူးဒါဆိုလို့ရှိရင်ကျွန်တော်တို့စက်ကြည့်အောင်မြန်မာတမိုင်းကိုပဲခင်ဗျားတို့လူလိုက်နားလည်နိုင်တယ် ဟုတ်ပြီဒါဆိုကဘာကြီးကိုကြည့်ကြည့်မယ်ဆိုလို့ရှိရင် UK မှာစစ်တမ်းတစ်ခုထွက်လာတယ် UK ရစစ်တမ်းမှာ UK နိုင်ငံသားတွေကဘာပြောလဲ UK နိုင်ငံ UK နိုင်ငံ UK လူမျိုးတွေပေါ့ဗြိတိရှလူမျိုးတွေကဘာပြောလဲဗြိတိရှလူမျိုး90ရာခိုင်နှုန်းရဲ့အဖြေကဘာအဖြေလဲဆိုတော့မွတ်စလင်တွေနဲ့အတူတူနေရတာအဆင်မပြေဘူးဆိုပြီးတော့ပြောတယ် ဗြိတိရှလူမျိုး90ရာခိုင်နှုန်းရဲ့အဖြေကမွတ်စလင်နေတဲ့အတူတူနေရတာကအဆင်မပြေဘူးလို့ပြောတယ်။နောက်တော့ကဗြိတိရှလူမျိုး58ရာခိုင်နှုန်းရဲ့အဖြေကကြတော့ဒီဗြိတိသူတို့ရဲ့ UK ကိုရွှေ့ပြောင်းနေထိုင်လာတဲ့သူတွေက UK ကိုစိုးကျိုးတွေကိုပဲဖြစ်စေတယ်ဆိုတဲ့ဖြည့်ဆိုချက်တစ်ခုပြန်ပြောမယ်58ရာခိုင်နှုန်းဗြိတိရှလူမျိုး58ရာခိုင်နှုန်းရဲ့အဖြေက ဒီ UK ကိုရွှေ့ပြောင်းလာတဲ့သူတွေကဖြီတိန်ကိုကျွန်တော်တို့အစိုးကျိုးကိုပဲဖြစ်စေတယ်ဆိုပြီးတော့ဖြေဆိုချက်နောက်တစ်ခါ38ရာခိုင်နှုန်းသောအဖြေကိုကြည့်ကြည့်အောင်30ဗြိတိရှလူမျိုး38ရာခိုင်နှုန်းရဲ့အဖြေကကြတော့အစ္စလမ်ဘာသာကအကြမ်းဖက်မှုကိုအားပေးနေတဲ့ဘာသာတစ်ခုပါဆိုပြီးတော့ဖြေဆိုရတဲ့ဖြေဆိုချက်ရှိတယ်။ဒါဆိုလို့ရှိရင်ခမရုံမြင်တဲ့အတိုင်းပဲကဘာကြီးမှာမွတ်စလင်တွေဘလောက်ထိကြီးစိုးနေသလဲ။ ျွန်တော်ရှေ့ရဗီဒီယိုမှာပြောသွားတယ်ခိုရှစ်ချောက်ခိုရှစ်ချောက်ဒီ63လုံးကိုစေတံကိုးကွယ်တဲ့เนาะအကြမ်းဖက်ဝါရကိုကင်ဆွဲထားတဲ့အစိုးရဝါရကိုကင်ဆွဲထားတဲ့သူတို့ကျွန်တော်ပြောခဲ့တယ်အဲ့ဒီမွတ်စလင်လူမျိုး မကောင်းတဲ့အစိုးရအကြမ်းဖက်မွတ်စလင်လူမျိုးတွေက63လုံးကိုယုံကြည်ကိုးကွယ်တဲ့သူတွေဖြစ်တယ်ဗျဒါကြောင့်မလို့မွတ်စလင်နိုင်ငံချင်းကြီးရအောင်သူတို့လက်မခံဘူး သူတို့မွတ်စလင်ချင်းချင်းတော့မွတ်စလင်နိုင်ငံကတော့သူတို့လက်မခံဘူးဘာဖြစ်လို့လဲအဲ့ဒီလိုလက်ခံနိုင်လို့ရှိရင်နော်အကြမ်းဖက်နိုင်ငံတနိုင်ငံဖြစ်သွားမှာဆိုလို့မွတ်စလင်ချင်းချင်းတော့လက်မခံဘာသာတိုင်းကကောင်းတယ်ဗျသူ့ဘာသာနဲ့သူကောင်းကြတာကြီးပဲအကောင်းမဲ့ဟောကြတာဆိုးတွေဟောကြတာမဟုတ်ဘူးအဲ့ဒီတော့မကောင်းတာတွေလှုပ်တဲ့လူတစုကတော့ရှိ ਉ ရှိနေမှာအဲ့ဒီလူတစုကမြန်မာနိုင်ငံမှာကြည့် ကဘာမှာပဲကြည်ကြည်အဲ့ဒီလူစုတွေအကုန်လုံးကသူက6သုံးလုံးကိုကိုးကွယ်တယ်စေတန်ယူဝါဒကိုကင်ဆွဲထားတဲ့လူစုဖြစ်တယ်။ကောင်းမွန်တဲ့အရာတွေကနေဖောက်ထွက်မယ်။လွမြောက်ခြင်းကိုသွားမယ်။ကိုယ်စိတ်တိုင်းကြကိုနေကြမယ်။ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့သွားနေကြတဲ့6လုံး6သုံးလုံးကိုကိုးကွယ်တဲ့လက်သုံးချောင်းထောင်နဲ့အစိုးရအကြမ်းဖက်လူစုသာဖြစ်တယ်။နော်အဲ့ဒီတော့ ဆွဆွားစကားလေးပြန်ကောက်ရင်27ရာစုကြလို့ရှိရင်ခိုရှိချောက်ပေါင်းခြင်း27ရာစုရောက်လို့ရှိရင်ကဘာကြီးကိုလွှမ်းမိုးချဲလဲမဲဆိုတဲ့မွတ်စလင်တွေရဲ့ကြိုတင်ပြည်စင်နဲ့ပြည်စင်ချက်ကအခု UK ကိုကြည့် UK ကိုကြည့် UK မှာဥပဒေတစ်ခုထွက်လာတော့မယ်အဲ့ဒီဥပဒေက SHRI ရှရီယာလောလို့ခေါ်တယ်အဲ့ဒီစရိယာလောနဲ့ပတ်သက်ပြီးခင်ဗျားတို့နိုင်ငံသူနိုင်ငံသားတွေကြိုတင်ပြည်စည်လေ့လာထားဖို့လိုလိမ့်မယ် ကျွန်တော်လည်းလေ့လာပေးမယ်အဲ့တော့လန်ဒန်မြို့မှာဆူရီယာလောကိုကျင့်သုံးတော်မှာ လားဆိုတာကိုအခုဆွေးနွေးနေဆွေးနွေးကုန်ကြပြီအဲ့ဒီတော့ကဘာကြီးမှာဒီလိုမွတ်စလင်တွေအစင်းရောက်မွတ်စလင်တွေကလွှမ်းမိုးကြီးစိုးလာတဲ့အချိန်တွေတခုမှာမြန်မာနိုင်ငံမှာခမားတို့ဗုဒ္ဓဘာသာကိုးကွယ်တဲ့ဗမာလူမျိုးတွေကကိုယ့်ဘာသာကိုယ့်သာသနာအပြင်ကိုကိုယ့်နိုင်ငံကိုပါဒီလို UK တို့ US တို့လိုနိုင်ငံတွေလိုအနောက်နိုင်ငံတွေပျက်စီးရေးတွေလိုကိုမြန်မာနိုင်ငံမဖြစ်ရစေဖို့ခမားတို့ကြိုတင်ပြင်ဆင်ဖို့စဉ်းစားမျှော်မင်နိုင်ဖို့တော့လိုနေပြီအဲ့တော့ရှရီယာလောနဲ့ပတ်သက်လို့ရှိရင်ခမားတို့ Google ထဲကိုဝင်ပါဘာသာပြန်မလေ့လာပါကျွန်တော်လည်းလိုအပ်တာလေးတွေကျွန်တော်လည်းထပ်ပြီးတော့လေ့လာပြီးတော့ထပ်မှဝင်ပြပေးမယ်အဲ့တော့မွတ်စလင်တွေရဲ့ခိုရှိချောက်ကဲ သူ့တင်တနာပြုချက်နှစ်ချက်ဒီကျွန်တော်ပြန်ပြောမယ်ညီကောင်ပြန်ချုပ်ပေးမယ်တစ်ချက်ကခိုးရှိကြောက်ကဏ္ဍတက်ထားတဲ့ဆိုင်မံသမျှမှာသူတို့လူမျိုးတွေပဲလာဝေးရမယ်တခြားဆိုင်တွေသွားမောရအောင်ဆိုတဲ့အဓိပ္ပာယ်နဲ့တက်ထားတယ်ဆိုတာကဘလို့မှမဖြစ်နိုင်ဘူးခိုးရှိကြောက်27ရာစုမှာကဘာကြီးကိုလွှမ်းမိုးမယ်ဆိုတဲ့ယူဆချက်ကပိုတည်ကြသွားပြီအခုလန်ဒန်မှာရှရီယာလောကို ပြဋ္ဌာန်းဖို့လှုပ်လိုက်ပြီလားမလှုပ်လိုက်သေးဘူးလားကျွန်တော်လည်းအဲ့ဒီနိုင်ငံသားမဟုတ်တဲ့ခါကျွန်တော်မသိဘူး အဲ့တော့ခင်ဗျားတို့တိတယ်မြင်းနေကြားတယ်ဆိုရင်လည်းပဲကျွန်တော်ရှိကိုဗီဒီယိုဖိုင်လေးပို့ပေးကြပါ။ नो အဲ့ဒီလိုမွတ်စလင်တွေရဲ့ဒုက္ခပေးမှုကြောင့်အခုဒေါ်နယ်ထရန့်ကြီးတော့အခက်အခဲဖြစ်သွားပြီ။အခက်ဖြစ်လို့အစ္စရေးကိုမတိကျအောင်ဆောင်ပြီးတော့ဂါဇာဘက်ကိုသူကအပြုသဘောဆောင်ပြီးတော့သူက supporting ပေးလာပြီ။ဒါတွေလည်းခင်ဗျားတို့မြင်အောင်ကြည့်ဖို့လိုအပ်တယ်။အဲ့တော့အဲ့လိုနီးနေမွတ်စလင်တွေက ကဘာကြီးကိုလွှမ်းမိုးချေလေကြတော့မယ်ကျုပ်တို့မြန်မာနိုင်ငံမှာဒီလိုမွတ်စလင်လူမျိုးတွေအစိုးရမွတ်စလင်တွေမလွှမ်းမိုးမချေလေသေးဘူးခမားတို့ဗုဒ္ဓဘာသာကိုးကွယ်တဲ့ဗမာလူမျိုးတွေကစီလုံးဖို့ညီညွတ်ဖို့အချိန်တန်ပြီဆိုတဲ့အကြောင်းကိုပြောပြရင်လည်းဒီဗီဒီယိုဗိုင်လေးကိုဒီမာတွေရန်သားကြပါတယ်အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော် National Politics အမျိုးသားနိုင်ငံရေးသမားဂျိန်းကျော်လင်းဖြစ်ပါတယ်